ဒေါ်လာပြည်သူအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့မိဘပြည်သူတွေပြောပြခြင်းနဲ့တတဲနေအောင်ကျွန်တော်ဗမောမှာပြစ်ချလိုက်တဲ့လေရောစစ်ကောင်စီကနေပြင်ပိတ်ပြီးညင်းနေတယ်ဆိုတဲ့ဟာလေးနော်စစ်ကောင်စီဘောမလက်ဝဲကံတွေကိုပြင်ပိတ်ပြီးတော့မင်းအောင်လိုက်ဟာပြောနေတယ်နော်ဒါအချမ်းပဲစစ်တပ်ကနေမဟုတ်ဘူးစက်ရွတ်ချင်းတာစက်ရွတ်ဆက်ချွတ်ယင်းပြီးတော့ဖြစ်တာပါညာနဲ့အာဘောမ channel ကနေတင်နေတာကျွန်တော်တို့တွေ့ရပါတယ် ကျွန်တော်တို့စက်ရွတ်ချင်းတာလားစက်ချွတ်ရင်းပြီးတော့သိတာလားဒါမှမဟုတ်ရင် PDF ကပြင်းပြီးသိတာလားဆိုတာကိုကျွန်တော်ပြောပြပါဦးဗမာမျိုးမှာစစ်စစ်ရဟယင်ပြချခံရမှုကြောင့်ရဟယင်ပေါ်မှာပါတဲ့စစ်ဗျူဟာမူနဲ့အဖွဲ့ဝင်အားလုံးတည်ဆုံးမှုကိုစစ်ကောင်စီကတည်င်းဖုံးထားပြီးစက်ချွတ်ရင်းရဲ့ပြက်ကြတယ်ဟူတက်တွင်တည်င်းဒါရှင်းလင်းပေးပါတကောင်းနေရှင်းလင်းနေတယ်သိရတည်တာရိုးရိုးဗျူဟာမူမဟုတ်ဘူးစစ်ဗျူဟာမူဖြစ်ပါ စစ်ကြောင်းဖြူဟာမှုမဟုတ်ဘူးနော်တကယ်အကြီးအကဲစစ်ဖြူဟာမှုပါဒါကြောင့်မို့မင်းအောင်လိုက်တော်လုံးခြောက်ချတာပါဗျာနော်အောက်ကကောင်နေပူတော်ဆိုးသေးပါစစ်ဖြူဟာမှုတော့သေတယ်ဆိုတော့တော်လုံးခြောက်ချတာလည်းမပြောပါနဲ့နောက်ပြီးတော့ကျွန်တော်တို့ကချင်ပြည်နယ်ဗမော်မြို့နယ်အတွင်းမှာစစ်ရဟရင်ပြစ်ချခံရမှုမှာရဟရင်မူနေလေတက်ဖွဲ့ဝင်အများအပါအဝင်ရဟရင်ပေါ်လိုက်ပါလာသည် စစ်ဗျူဟာမူးနဲ့အဖွဲ့ဝင်များအားလုံးတေဆုံးမှုကိုစစ်ကောင်စီကတရေဖုံးကွယ်ထားသည့်အပြင်ရဟရင်မာလည်းပြစ်ချခံရခြင်းမဟုတ်ပဲဆက်ချွတ်ရင်းရတာပြက်ကြခြင်းဖြစ်တယ်ဟုတရင်ပြန်လာကြောင်းတက်တွင်တရင်ရေမြေတချို့အနေပြီးတော့တရင်ပေးထားတာတွေ့ရပါတယ်မေလ20ရက်နေ့မိုးလမိုင်းတနာကြီးအချိန်ဗမော်မြို့စကားဆနော်စကားခ21တို့စစ်ကူရိတ်ခါလက်နက်ခရင်များ လက်ချပေးတဲ့စစ်ကောင်စီဤထောက်ပို့ရရဲ့နှစ်စီးကိုကြံရပြချခဲ့ရမှာဒစီးမှာရှေကူးမြို့နယ်မင်းလာမြို့နယ်တွင်စီငယ်ရွာအနောက်ဘက်ရှိတောထဲမှာတက်ကြသွားတယ်အဆိုပါရဟရင်မှာရဟရင်မူကပရိန်ဘူကြီးမျိုးထက်အောင်ဘုံမူတန်းမင်းစောဘူကြီးချမ်းသာအပါအဝင်ရဟရင်မောင်းနေအဖွဲ့သား9ဦးပါဝင်ခဲ့ပြီးတော့တို့ရရင်ရဟရင်ဘုံမှာ လိုက်ပါလာတဲ့စစ်ဗျူဟာမှုအဖွဲ့သားများပေါ့တေဆုံးဒီကိုစစ်တပ်ကဖုံးကွယ်ထားတယ်လို့ကျွန်တော်တက်တဲ့သတင်းရလို့ပြီးတော့ဖရဲတီသတင်းအနေနဲ့ပေးတာကျွန်တော်တွေ့ရအောင်နောက်တစ်ခုကဗမော်မှာတက်မတော်ရဟရင်ကစစ်ချုပ်ရင်းလို့ပြတ်ကြတယ်ရဟရင်မှုနဲ့အဖွဲ့သားအလုံးပါသွားတယ်တက်ရင်တက်ဖွဲ့များအတွင်းမှာလည်းနိုင်ငံတော်ကထုတ်ပြန်တဲ့အတင်းသတင်းအတိုင်းပဲပြန်လဲအတိပေးတယ် တက်ဘရော်မျိုးဟာမူးနဲ့အဖွဲသားတွေတည်ဆုံးနေဆိုတာမျိုးတော့အတိပေးတာမျိုးမရှိပါဘူးတဲ့အဲနော်လုံးပုံလုံးပုံတိလည်းမတိကြပါဘူးတဲ့ဗမော်မှာတက်ဘရော်ကအေးတာဦးအောင်ပွဲရနေတယ်မင်းကောင်စစ်ကြောင်းနဲ့စစ်ရေးနဲ့ဗမော်မျိုးကိုပြန်လဲသိမ့်ပိုက်နေပြီး KIA PDF တွေအလောင်းတွေပုံတွေရာပုံတည်ဆုံးနေတယ်ဆိုတာကိုတက်တွင်မှာရှင်းလင်းပွဲတွေနဲ့အတိပေးနေတယ်လို့တက်တွင်ဖရဲတီးရနေပြီးတော့ပြောထားပါတယ်လက်ရှိမြေပြင်မှာတည်နေတာကရွှေဘားလို့ပဲပါ ေတာမှအတုံးအယုံအလောင်းမကောက်နိုင်လောက်အောင်တေနေတာဖြစ်ပါဖြူကူမျိုးနဲ့တော်ထဲမှာမီးလောင်ပြက်စီသွားလို့ရဟယင်နဲ့အတူရဟယင်မှုများဖြစ်ကြတဲ့ဘူကြီးမျိုးထက်အောင်ဘုံမူတာမင်းစော်နဲ့ဘူကြီးချမ်းသာတို့တေဆုံးဖို့မှလည်းစစ်တပ်အတွင်းမှာကြဲကြဲပြက်ပြက်တည်င်းပြက်နှံ့နေပြီးအတီးပြုတ်ထိုင်ကြောင်းတပ်တွင်ဖရဲတီကပြောပါတယ်အကုန်လုံးတုံ့လောက်နေကြတယ် ယမနေ့မေလ23ရက်နေ့ KIA စစ်ရဲရင်ပြတ်ကျခဲ့ရရွှေဘူးမြို့နယ်မြို့လှမြို့နယ်ခွဲစီငံရွာအနောက်ဘက်ရှိတော်ထဲကရဟရင်ပြတ်နေရကိုထပ်မံရှင်းလင်းရေးလုပ်ရရဟရင်ပြတ်နေအတူမီးလောင်ထားသောစစ်သားအလောင်း16လောင်းနဲ့မီးလောင်ပျက်စီးသွားသောလက်နက်14လက်သိမ်းဆည်းရရှိခဲ့ကြောင်း KIA တရင်ရေးမြစ်ကလည်းတရားဝင်ထုတ်ပြထားပါဒီလိုဖိုင်ကြီးအကြည့်ချင်တယ်ဆိုရင်တော့ခေတ်သစ်မီဒီယာတို့ Telegram တို့မှာဝင်ရောက်ကြည့်ရှုလို့ရပါ တို့ပြင်မေလ22ရက်နေ့မိုးလပိုင်း2နာရီခွဲအချိန်ကစီကူးမြို့နယ်ခလာရ56တိတ်ငင်းအတွင်းကအရေးပေါ်စင်တက်ခဲ့တဲ့စစ်ရဟတ်ရင်ကိုလည်း KIA တက်မှာတစ်တစ်ကနေပြီးတော့တော်လိုင်းရဲဘော်များကလက်နက်ကြီးများဖြင့်တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရဲရင်လုံးဝပျက်စီးသွားပါတယ်အပြင်ရဟတ်ရင်ကိုဘေးပတ်ပတ်လည်မှာဝန်းရံထားသောတန်ကြပ်ကားနဲ့ထရက်ကာများပါလက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး KIA တရင်ကြီးမြစ်ကလည်းထပ်မံပြောဆိုထားပါပြက်လို့နားတဲ့ရဟတ်ရင်မှာတွားဖြတ်ပလိုက်တာပြီးတော့ နော်ဘလောက်တောင်ကြမ်းလဲဆိုတော့ပြောတာနော်ဒါကြောင့်မို့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ဟာလာပြည်သူတွေအားလုံးကရဲဟင်လေးပြတ်ကြတော့ဘလောက်ပြောနေတာဟိုကောင်ဂျပုတာတေတတိုင်းပြည်လုံးမှာခုနှစ်သားသမားခုနှစ်ဆိုတဲ့ငလင်ထပ်တောင်ကြီးသွားမယ်တဲ့နော်အဲ့လောက်အဲ့လောက်ရှိငလင်အစင်အဲ့လောက်ရှိသွားမယ်တဲ့လူတွေခုံဝန်းကြီးလို့ဟုတ်တယ်ဟာလာနောက်ပြီးတော့ရဲဟင်အပြတ်ကိုဟာလာ အပြက်အစီကောက်ဖို့အလောင်းကောက်ဖို့ဆိုပြီးတော့စစ်တပ်ကအတဲအတန်ထိုးစစ်ထိုးခိုင်းလိုက်တဲ့ခါတေးလာတဲ့လမ်းမှာအတုံးယုံတေးတယ်လို့ကျွန်တော်တို့သိရပါတယ်။နော်လမ်းမှာလည်းအတုံးယုံတေးတယ်လို့ကျွန်တော်တို့သိရပါတယ်။နောက်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့တွေပြောချင်တာကတကယ်ကိုဝန်တစရာကောင်းတဲ့တည်င်းလို့ကျွန်တော်တို့ပြောလို့ရတယ်။ဒီတည်င်းကလည်းလေရင်ပြတ်ကြတာထက်တော့ကျွန်တော်တို့ပြောရမယ်ဆိုတဲ့တည်င်းမျိုးတွေမှာပါတယ်ညာ။ နော်ဒါကြောင့်မို့ဘာလဲဆိုတော့နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင်မှာစာတင်ကြားပေးနေတဲ့ဂျပုရဲ့ပေးအပ်ထားတဲ့ဝနကြော်တင်ဘွဲ့ရအငိမ့်စားဘုံမှုချုပ်ချုပ်ထွန်းအောင်ကိုပြစ်ခတ်ရှင်းလင်းနိုင်ခဲ့ပါလေတဲ့မိုက်ကေနော်နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်စာတင်ကြားနေပြီးမဲအောင်လိုင်းကဂျပုကပေးအပ်ထားတဲ့ဝနကြော်တင်ဘွဲ့ရအငိမ့်စားဘုံမှုချုပ် ်ချိုထွန်းအောင်ကိုယနေ့ပြက်ကက်ရှင်းလင်းလိုက်ပါတယ်လို့တောင်ရှိသူတို့ကပြောထားပါတယ်တည်ပြီးပေါ့ဗျာယမနေ့မနေ့9နာရီ20မိနစ်အကျင့်ရန်ကုန်တိုင်းမြန်မာကုန်းမြို့နယ်၅ရပ်ကွက်မှာရှိတဲ့နေအတွက်အငိမ့်စားဘုံမူးချုပ်ချိုထွန်းအောင်ကိုပြက်ကက်ခဲ့ခြင်းဖြစ်တယ်လို့ကျွန်တော်တို့သိရပါတယ်2023ခုနှစ်မင်းအောင်လိုင်းကိုတိုင်ဝနာကြော်ထင်ဘွဲ့ပေးခံရတဲ့ဘုံမူချုပ်ချိုထွန်းအောင်ကို၎င်းဤနေမှာပဲ မျိုးပြပျောက်ကြရဲပေါ်များကပြစ်ခတ်ရှင်းလင်းခဲ့ကြောင်းယနေ့နဲ့နဲ့ပိုင်ရန်ကုန်မြို့မဲငူးမြို့နယ် A1 လမ်းပေါ်ရှိ၎င်း၏နေအိမ်တွင်တည်တည်နေပြီပေါ့ဗျာတည်သွားပြီလို့ပြောလို့ရတာเนาะဒါကြောင့်မို့ကျွန်တော်တို့ရဲပေါ်တယ်မျိုးပြရဲပေါ်တယ်မျိုးပေါ်မှာရှိတာဆိုတော့မင်းအောင်လဲတည်စေချင်เนาะအခုဝန်သားစရာတည်ရင်ထတ်တိုးလာเนาะ မကြောက်ဘူးကျွန်တော်တို့တွေဒီထက်ကောင်းတဲ့ဒီထက်ရှယ်ပလန်နေနဲ့ပြင်းနေတဲ့တည်င်းတွေကိုကျွန်တော်တို့ကြားရမယ်တွေ့ရမယ်ဒါကြောင့်မို့တကယ်လို့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ခဲ့တဲ့မိတ်ဆွေတွေရှိတယ်ဆိုရင်ကျွန်တော်တို့ရွှေတိရကံပြည်သူ့ကာကွယ်ရေးတပ်ရင်းရဲ့ channel လေးရဲ့ဗီဒီယိုလေးကို like share follower လေးတွေလုပ်ခဲ့ပြလို့ရအောင်အပ်ခဲ့လို့ရပါတယ်နောက်တည်င်းထူးတည်င်းရှိခဲ့ရင်လည်းကျွန်တော်တို့တပ်ရင်းရဲ့ channel လေးရနေပြီးတော့ကျွန်တော်တို့ကြင်ညာပေးမှာဖြစ်ပါအားလုံးပဲ တူတူရောက်မယ်လားဟင်ရောက်မှာလားနောက်တစ်ခုကလည်းဒီလိုပဲပြည်သူတွေဝန်ခံရမယ့်တည်င်းလေးတစ်ခုတက်ပြောနော်တောင်တင်းကြီးမြို့နယ်ပြည်သူများထံမှာစစ်မှုထမ်းခြင်းအတင်းအာမကောက်ခံတဲ့အမှုပွဲစားရန်ခိုင်ဒေဝီတဲ့နော်မကွေးတိုင်းတော်တောင်တင်းကြီးမြို့နယ်မှာပြည်သူတွေထံမှာစစ်မှုထမ်းခြင်းဆိုပြီးအတင်းအာမကောက်ခံနေတဲ့ဂွေးတော်ဂုံကြီးရောအမှုပွဲစား ရဲခိုင်ဆိုသူကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာဒေဗီဆိုပြီးတော့မကွေးတိုင်းပျောက်ကြားတပ်ဖွဲ့တာဝန်ခံကိုကံကြီးမောင်ကလည်းပြောထားပါဗျ။မေလ20ရက်နေ့နေ့လယ်7:00နာရီအချိန်ခန့်မှာ၎င်း၏နေဝင်ရောက်ပြစ်ခတ်ရှင်းလင်းခဲ့ပြီးတော့အမှုပွဲစားရဲခိုင်သည်အကြမ်းဖက်ရဲများနဲ့ပူးပေါင်းပြီးတော့ရက်ကြီးရွာများမှာပြဿနာများကိုမတရားအမှုဖွင့်စားခြင်းဖြင့်အုပ်ချုပ်ရေးမှူးပြန်လာတဲ့အတူပြည်သူများအထံမှာစစ်မှုထမ်းခြင်းများကောက်ခံပြီးတော့ ပြည်သူတွေကိုမထင်မြင်ရောက်နေတဲ့အကောင်ပေပြီလို့ပြောထားပါဘွေတော်ကိုကြည်ရကနော်ဘရက်ကျဲရဲစခန်းနဲ့အနီးကပ်ဆုံးတွေမှာရှိပြီးတော့ပြူစောတိတန်တန်တက်ရောက်ထားသူခဏဦးရှိတယ်ဟုလည်းသူတို့သိထားပါလေတဲ့အဆိုပါပြူစောတိများများစစ်ကောင်စီခန့်အုတ်ချုပ်ရေးမှုများဒလန်များပြည်သူ့စ်ထွေအုပ်ဝန်ထမ်းများစည်ရေးများနဲ့တက်ဆိုင်ရာဝန်ထမ်းများတွေလည်းပြည်သူ့ကာကွယ်တပ်ဖွဲ့များနဲ့ပူးပေါင်းပြီးတော့ပြည်သူ့မျက်နှာမမူပဲဆက်လက်ဆိုးရွားစွာပြည်သူကို ဟလာမြင်မှန်နှိမ့်ဆက်နေပါကဒီလိုပဲတိမ်မဲလို့ပြောထားပါဒီလူများအနေနဲ့အကြမ်းဖက်စက်ကောင်တီများရှိသည့်နေရာများမှာဝေးဝေးနေကြပြီးတော့မကွေးပြောက်ကြတက်ဖွဲ့တောင်ဝင်ခံကိုကန်ကြီးမောင်ကနေဒီလူတွေကိုအတိပေးလိုက်ပါပြောချင်တာကစစ်တပ်နဲ့ဒီစစ်တပ်နဲ့ပတ်သက်တဲ့အကြမ်းဖက်စစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေမှာဝေးဝေးဆောင်ဆောင်နေသေးလို့နော်တာယူကြီးရနေပြီးတော့ပြည်သူတွေကိုထောက်မြေတားရက်ခံထားတာလို့ကျွန်တော်သိရပါတယ် နော်ဒါကြောင့်မို့ဘယ်တော့ကောင်းလဲတည်င်းလေးလေးပေါ့နော်အချမ်းပဲစစ်ကောင်စီရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှာစတင်ထားပေးတဲ့ဝနကြော်ထင်ဘွဲ့ရဟာမယ်နော်ဝနကြော်တဲ့ကြော်ထင်ဘွဲ့ရအငိမ့်သာဘုံမှုချုပ်ချွထွန်းအောင်တည်ပြီလို့ပြောတရားကြီးအရေးတော်ပုံကအောင်နေပါပြီအတင်းထားပါတည်င်းသူတည်င်းလေးတွေကိုလည်းကျွန်တော်ဒီရနေပြီးတော့နေ့စဉ်တင်ပြီးပါ